ားလုံးပဲမိင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမိင်္ဂလာပါ Barcelona အသင်းကအခုလက်ရှိမှာဒါ Juan Laporta နဲ့ Javi Tevez တို့ရဲ့တွဲဆုံဆွေးနွေးမှုအပြီးမှာ Barcelona ရဲ့ Transfer Window မှာလှုပ်ရှားမှုတွေလုပ်နိုင်တဲ့အကြောင်း La Liga ဘောလုံးဖွဲ့ချုပ်ဥက္ကရာ Javi Tevez က Confirm လုပ်လိုက်ပြီအဲ့ဒါကတော့ Barcelona အသင်းကဒီ Transfer Window မှာ 1 by 1 rule ကိုသူတို့အကောင့်ထဲပို့နိုင်ပြီဖြစ်ကြောင်းနဲ့သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေဒီ financial ပြဿနာတွေအားလုံးဟာဒီနေ့ transfer window အတွက်တော့ပြဿနာမရှိဘူးဆိုလိုတဲ့သဘောတရားကကစားမအသိဝယ်ရင်ကစားမတယောက်ကို register လုပ်နိုင်မယ်ဆိုတဲ့အချက်ပဲဆိုတော့ persona ရဲ့ဥက္ကဋ္ဌဖြစ်သူကို Harvey Davis က confirm လုပ်ပြီးတော့ club နေနဲ့1 by 1 La Liga ရဲ့ FFP rule နဲ့ kait ညီခဲ့တဲ့အတွက် ဘာစလိုနာဟာသူ့ရဲ့အိမ်မက်သူ့ရဲ့အိမ်စာကိုကောင်းကောင်းလုပ်ပြီးတော့ financial အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေဝင်ငွေထွက်ငွေတွေသူတို့ရှိမှရှိတဲ့အချက်အလက်တွေကိုကောင်းကောင်းတင်ပြနိုင်တဲ့အတွက်ပြောချင်တာကနီကိုဝီလန်ကိုခေါ်လို့ရပြီဆိုတဲ့အကြောင်းပဲနီကိုဝီလန်ကိုသူတို့ယောဂျီစာချုပ်ပေးလိုက်မယ်ပေးတာနဲ့သူတို့တခါတည်းခေါ်လို့ရမယ်ဆိုတဲ့အကြောင်းကို လာလီကာကအတည်ပြုပေးတဲ့အချက်ပဲ အတလတိကလကတော့သူ့ကိုရအောင်ဟိုးထားတိတိုင်အောင်အခုနီကိုဝီလန်ပြောင်းရွှေ့ဖြစ်လာတော့မယ်ဆိုတဲ့အချက်ပဲဘာဆိုနာကဟိုတနေ့ကဘလူးနေ့မှာပဲသူတို့ရဲ့ဒီနေ့ရာသီဘာဆိုနာတင်းရဲ့လာလီကာဂျာစီဘလုံးဂျာစီတဲ့အင်ကွင်းဂျာစီတဲ့ကို launch လုပ်ပြီးတော့ဒါသူတို့စပြီးတော့ပေးသက်တွေကိုရောင်းတဲ့ချိန်မှာဒါဒီဂျာစီကတိလေတနာယီဘလူးနေ့နေ့လေတနာယီမှာကလပ်တင်းရဲ့ တရက်တာတွင်အများဆုံးရတဲ့စံချိန်ကိုကျော်ပြီးတော့အရောက်ရဆုံးစံချိန်တက်တင်နိုင်ခဲ့တယ်။ဒါကအသင်းရဲ့ financial အတွက်အများကြီးကောင်းတဲ့တိုးတက်မှုရှိပြီးတော့အခု Barcelona နဲ့ La Porta တို့ကြားဒီတစ်ဖက်က Javier Garcia Javier Tevez တို့ကြားမှာ agreement ကဘာလဲဆိုတော့ Barcelona က2024-25 financial year ရဲ့ဂျွန်30ပြည့်နေ့အချိန်မှာ သူတို့ရဲ့ total ဝင်ငွေဟာ revenue ကဝင်ငွေအရရကနေ euro တန်950အထိဝင်ငွေရှိခဲ့တယ်။ဒါကပြီးခဲ့တဲ့နှစ်က9863တန်းထက်ကိုပိုချိုပြီးတော့ကျော်ပြီးတော့ပိုမိုရရှိခဲ့တဲ့စံချိန်တွေဝင်ငွေရရှိတယ်။ La Liga ဘက်ကဘာဆိုလိုနာရဲ့လိုအပ်ချက်တွေ financial ကိစ္စတွေအားလုံးဒါသူတို့ရဲ့တတ်မှတ်ချက်တွေကိုကျော်လွန်ခဲ့ကြောင်းပြောတယ်။အဓိကကတော့ဘာဆိုလိုနာကဒီလက်ရှိမှာဘာဆိုလိုနာအသင်းဘက်က တို့ရဲ့ VIP ခုံပေါ့လေလက်ရှိ Spotify Cap လူကနေ VIP C ပေါ့လေ485 C ကိုဒါတို့230အတွက်ဆိုရွေပြီးတော့ရောင်းချလိုက်တာကတန်းတရာကျော်ရတယ်အဲ့တန်းတရာကျော်အပါဝင်တို့ပြီးခဲ့တဲ့ရာသီပြည်တွင်းဖလားပြိုင်ပွဲ၃ခုလုံးမှာ Champion ဖြစ်ခဲ့တဲ့အကျိုးရလနဲ့ရလာတဲ့တိုးတက်လာတဲ့ဝင်ငွေအရရက်ဒီအားလုံးရဲ့နောက်စုချင်းဝင်တဲ့အားလုံးပေါင်းပြီးတဲ့အချိန်မှာ Barcelona က ပြီးခဲ့တဲ့ mid season မှာလည်း profit ဖြစ်တယ်။နောက်ယာတီကုန်မှာလည်းတန်950ကျော်ထိ950ထိရတဲ့အတွက်ကြောင့် La Liga ရဲ့1 by 1 rule ကိုဒါဘောင်ဝင်သွားပြီလို့ဆိုလိုက်တယ်။အဲ့အတွက်ကြောင့်မကြာမီမှာ Athletic Club ရဲ့တောင်ပန်ကစားမ Nico Willian ရဲ့ရောကြီးစာချုပ် Euro 58တန်းကို Athletic Club ကိုပေးမယ်။ Euro 4တန်းကအခွန် La Liga ကိုစောင့်ပြီးတာနဲ့ဒီပြိုင်ဒီ Athletic Club ရဲ့ Nico Willian ဟာ Barcelona ကစားမဖြစ်ပြီ။ လာမာကဘာဆိုနာနဲ့တနည်းကို12တန်းနဲ့သဘောတူထားပြီးအတလက်တစ်ကတားဆီးပိုင်ခွင့်မရှိဘူးရောကြီးစာချုပ်ဖြစ်တဲ့အတွက်ဆိုတော့ဒီပြောင်းရွှေ့ကဘာဆိုနာအသင်းတွဲအတလက်တစ်ကလပ်ရဲ့ပြပါဦးရဲ့နီကိုဝီလန်ကမကြမီကွန်ဖမ်းလုပ်ပြီးအနောက်ကျဆုံးတောက်ကြနေတော့ဒီပြောင်းရွှေ့ကြီးညာနိုင်ွယ်ရှိလို့ဆိုတဲ့ဘာဆိုနာကအဲ့ပြောင်းရွှေ့ပြီးသွားရင်တောင်မှယမားကိုသူတို့ကျွန်တော်မတ်30တရားဝင်ကမ်းလှမ်းပေးမယ်ပြီးရင်မာမာကက်ဆွဲရှုပ်ကိုမန်ချက်စတာယူနိုက်တက်က အငားနဲ့ခေါ်ဖို့ကိုသူတို့စဉ်းစားနေတယ် Rashford ကိုအငားကိစ္စနဲ့စဉ်းစားနေပြီးတော့မကြာမီမှာ Nico Williams အပြောင်းအလဲကိုတွေးရတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်